ရုရှားနိုင်ငံဟာ၃နှစ်ကြာယူကရိန်းစစ်ပွဲမှာအကြီးမားဆုံးဘုံကျဲတိုက်ခိုက်မှုအဖြစ်ယူကရိန်းကိုဒရုန်း459စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကတင်းလာနေမှာပြောပါရယ်ဒရုန်းတိုက်ခိုက်မှုအပြင်ယူကရိန်းအလဲပိုင်းနဲ့အနောက်ပိုင်းရှိစစ်ရေးပြင်းမှတ်တွေကိုဒုံးကျည်အမျိုးမျိုးအစင်း20နဲ့ပစ်ခတ်ခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကဆိုပါရယ်တင်းငွေနေညပိုင်းမှာရုရှားဒရုန်း289စင်းနဲ့ ဒုံးကျည်16စင်းကိုဖျက်ဆီးနိုင်ခဲ့ပြီးဒရုန်း7စင်းသို့မဟုတ်ဒုံးကျည်တွေကသာပြစ်မှတ်တွေကိုထိမှန်ခဲ့တယ်လို့ယူကရိန်းလေတပ်ဖွဲ့ကဆက်ပြောပါတယ်ရုရှားရဲ့တိုက်ခိုက်မှုခံရတဲ့ဒေသအချို့မှာ အခြေအနေကအလွန်ခက်ခဲနေတယ်လို့ယူကရိန်းသမ္မတဇလန်စကီးကတင်းငွေတွေနဲ့နှောင်းပိုင်းမှာပြောကြားခဲ့ပါတယ်။ဒရုန်းတွေကိုအမှောင်တွေက ထောက်လန်းဖို့ခင်းရင်တာကြောင့်ရုရှားရဲ့ဝင်ရင်တိုက်ခိုက်မှုတွေဟာအများအားဖြင့်ညနေခင်းမှစတင်ပြီးမနက်ပိုင်းမှာအဆုံးသတ်ပါတယ်။ ရုရှားနယ်မြေခုနှစ်ခုမှာယူကရိန်းဒရုန်း49စင်းပစ်ချခဲ့တယ်လို့ရုရှားကောင်ကွယ်ရေးဝန်ကြီးဌာနကတနင်္လာနေ့မှာပြောပါရယ်။ညပိုင်းအချိန်ယူကရိန်းဒရုန်း25စင်းကိုပစ်ချခဲ့လို့ဒဏ်ငွေပိုင်လိုင်းတစ်ခုထိခိုက်ပျက်စီးပြီးမိလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ရုရှားနိုင်ငံ Voronezh ဒေသအကြီးအကဲအလက်ဇန်နာကူဆက်ကပြောပါရယ်။ အထူးစစ်စင်ရေးတပ်ဖွဲ့ဟာယူကရိန်းနယ်စပ်ကနေကီလိုမီတာ650ခန့်ကွာရုရှားနိုင်ငံမှာနော့ဖ်ကိုရော့ဒေသရှိဆာဗက်လီကလေရင်ကွင်းမှာရပ်တန့်ထားတဲ့ရုရှားတိုက်လေယာဉ်နှစ်စင်းကိုဖျက်ဆီးခဲ့တယ်လို့ယူကရိန်းစစ်ဝစီချုပ်ယုံကပြောပါရယ်။ရွှေပြောင်းအခြေချသူတွေရဲ့ဆန္ဒပြပွဲတွေကိုလက်တုံးပြန်ဖို့ Los Angeles မြို့ကိုကန်တက်တပ်ဖွဲ့ဝင်900ဆေးလွတ်မယ်လို့ American မြောက်ပိုင်းစစ်ဌာနချုပ်ကတနင်္လာနေ့မှာပြောပါရယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုတနင်္လာနေ့မှာအမျိုးသားအဆောင်တပ်ဖွဲ့ဆေးလွတ်ပြီးနောက်ကန်တက်တပ်ဖွဲ့ဝင်တွေပို့ဆောင်မှုစီစဉ်တာပါလော့စ်အင်ဂျလိစ်မျိုးကန်တွေဟာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနဝန်ထမ်းတွေရဲ့စီးနှင်းမှုတွေကိုတောက်ကြနေကဆန္ဒပြခဲ့ပါတယ်ထောင်ချီတဲ့လော့စ်အင်ဂျလိစ်မျိုးကန်တွေဟာတနင်္လာနေ့ကမျိုးလယ်ဧရိယာတွေမှာစုဝေးပြီးဆန္ဒပြခဲ့ကြပါတယ် ဆန္ဒပြသူအချို့ကအကြမ်းဖက်မှုတွေပြုလုပ်ခဲ့ကတက္ကစီကားတွေကိုမီးရှို့ပြီးရဲကားတွေကိုအမိုက်တွေနဲ့ပစ်ပေါက်က စတိုးဆိုင်တွေမှာလူရခဲ့ကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်လူ90ရှိကိုဖမ်းဆီးခဲ့ကရဲတပ်ဖွဲ့ဝင်3ဦးဒဏ်ရာရရှိခဲ့တယ်လို့ ABC ရုတ်တံဌာနကဖော်ပြခဲ့ပါတယ်။ Los Angeles မြို့တော် Karen Bass ကလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနရဲ့ဖြိုခွင်းမှုကိုဝေဖန်ခဲ့ပါတယ်။ လော့စ်အင်ဂျလိစ်မြို့တော်မှာအမျိုးသားအစောင့်တပ်ဖွဲ့ရုတ်သိမ်းမှုကယ်လီဖိုးနီးယားပြည်နယ်ခေါင်းဆောင်တွေက တောင်းဆိုနေပေမဲ့ဒေါ်နယ်ထရန့်ကသူ့ရဲ့လုပ်ရက်ကိုကြီးကျယ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြင့်ကာကွယ်ပြောဆိုခဲ့ပါတယ်။ဆန္ဒပြသူတွေဟာ ပြည်ထနာတွေကိုသွေးထိုးလုံးစော်သူတွေပါဆန္ဒပြသူတွေဟာလူဆိုးတွေဖြစ်ပြီးထောင်ထဲမှာပဲရှိသင့်ပါတယ်လို့ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးဆန္ဒပြပွဲတွေကိုရှုံချလိုက်ပါတယ်။ကစင်ကလျားခြေအနေနဲ့အကြမ်းဖက်မှုဖြစ်အောင် ဒေါ်နယ်ထရန့်ကတက်ဖွဲ့တွေဆင်းလုခဲ့တာလို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နျူးဆွန်ကလူမှုကွန်ရက်မှာပြောပါရတယ်။